ားလုံးစောင့်နှောနေခဲ့ကြတဲ့ဂျောစွာဝင်းရဲ့ငွေထိုင်ပွဲစဉ်ဖွင့်ကတော့တကယ်ကိုလှပခန့်နာသွားခဲ့ပါပြီ။ကြည်ရတဲ့ပရိသတ်တွေအနေနဲ့တော်တော်လေးကိုအားရကျေနပ်စရာကောင်းလောက်အောင်ဆွတ်ဆောင်ပြသွားတာပါ။ပွဲအစပထမချီမှာကလေးကဂျောစွာဝင်းဟာပြန်မဲ့အပေါ်အသာစီးရယူပြီးတော့လှုပ်ရှားကစားနိုင်ခဲ့ပါတယ်။သူ့ရဲ့ထိုးသက်ဟန်တွေခြေလန်းတွေဟာရှေးရင်ပြတ်တက်နေခဲ့ပြီးပရိသတ်တွေအပိတ်တန်တွေကိုပို့ပြီးဆွဲဆောင်နေခဲ့ပါတယ်။ပထမချီမှာပြန်မဲ့ရဲ့ထိုးသက်ပုံကိုကဲခဲရင်သူ့ရဲ့အာသာချက်အာဏာချက်တွေကိုမြင်မြန်ဆက်ဆက်ဖော်ထုတ်သွားနိုင်ခဲ့ပုံပါပဲ။ ထိရောက်တဲ့တိုက်ခတ်တွေနဲ့ဖိအားပေးခဲ့တာတွေကြောင့်ပထမချီပြဆုံးချိန်မှာကျော်စွာဝင်းဟာအမှတ်ပိုင်းရအောင်စစ်ပန်းဆိုင်ရာအရပါဥဆောင်နေခဲ့ပါတယ်။ဒုရချီကိုရောက်တဲ့အခါမှာတော့ကျော်စွာဝင်းရဲ့အဆုံးသတ်ဆက်မြင်ကိုတိတိကျကျမြင်တွေ့လိုက်ရပါတယ်။ဒုရချီစတာနဲ့ခက်သက်သက်ထိုးခဲ့ပြီးပြန်မက်ကိုအချိန်မပေးဘဲဖိအားပေးခဲ့ပါတယ်။ဒီလိုဖိအားပေးရင်းကနေသူ့ရဲ့အဓိကလက်နက်ဖြစ်တဲ့ညာဖြောင်းလက်တီကိုတိတိယောက်ယောက်အသုံးပြုသွားခဲ့တာပါ။ပထမဆုံးညာဖြောင်းလက်တီပြင်းပြင်းထန်ထန်ထိလိုက်တဲ့အခါမှာပဲ ြန်မက်ဟာဒူးထောက်လဲကြပြီးပထမဆုံးအခြေနော့ဒေါင်း KO ချတာကိုခံလိုက်ရပါတယ်လဲကြသွားတဲ့ပြန်မက်ခမနေချိုးသားပြီးထားရနိုင်ခဲ့ပေမဲ့အိုင်အင်တွေလုံးဝကုတ်ခမ်းသွားပုံရပါတယ်ဒီလိုမျိုးနော့ဒေါင်းချနိုင်တာဟာကျော်စာဝင်းရဲ့လက်တီဟာဘလောက်တောင်အပလဲဆိုတာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ကျော်စာဝင်းကတော့ချိန်ဆမနေခဲ့ပါဘူးပြန်ဘက်ရဲ့အိုင်အင်ကုတ်ခမ်းနေမှုကိုအခွင့်အောက်ယူပြီးတော့နောက်ထပ်တိုက်စစ်ကိုချက်ချင်းပဲဆင်ခဲ့ပါတယ်တခါတည်းအကုန်တုံပြီးထိုးသွင်းတဲ့ပုံစံမျိုးမဟုတ်ပဲ ပစ်စေးတည်ငြိမ်ပြီးစနစ်တကျပဲတက်ခိုက်ခဲ့ပါတယ်။နောက်တစ်ကြိမ်ထပ်မံပြုတ်လွတ်လိုက်တဲ့ညာဖြောင်းလက်သည်တခြားပြန်ဘက်ရဲ့မေးရိုးကိုပြင်းပြင်းထန်ထန်ထိမှန်သွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ပြန်ဘက်ဟာလက်ကျသွားပြီးလုံးဝကိုပြန်လည်ထရရနိုင်ခြင်းမရှိတော့ပါဘူး။ဒိုင်လူကြီးကလည်းဆယ်ဖို့မလိုတော့ပဲပွဲကိုရှင်းနာလိုက်တဲ့အခါမှာတော့ကြိုဆောင်ဝင်းဟာအလဲထိုးနိုင်ပွဲနဲ့အတူသူ့ရဲ့မွေထိုင်ပွဲစဉ်အဖွင့်ကိုလပ်ပဆုံးအောင်ပွဲခံသွားခဲ့ပါပြီ။ဒီလိုပထမဆုံးပွဲမှာတင်အလဲထိုးနဲ့နိုင်ပွဲရယူနိုင်တာဟာ ွေဆိုင်လောကကိုကန့်လှုပ်လိုက်တဲ့အဖြစ်အပျက်တစ်ခုလိုပဲပြောရမှာပါတကယ်တော့ဒီပွဲမှာကြော်စာဝင်းတိုက်စစ်ပိုင်းကတကယ်ကိုအားရစရာကောင်းလောက်အောင်ပြင်းထန်ပြီးမြန်ဆန်ခဲ့ပါတယ်ဒါပေမဲ့တခုတော့အစိုးရဉာဏ်လေးတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့ပြန်မဲ့ရဲ့ကောင်နာတထောင်ရိုက်ချက်တွေပါပဲပရမချီမာခေကတဲ့ကပြန်မဲ့ရဲ့ကောင်နာတထောင်ချက်နှစ်ချက်လောက်ပြန်ပြီးတော့ထိမှန်ခဲ့တာကိုမြင်တွေ့ရပါတယ်ဒုတိယချီမာလည်းပြန်မဲ့ရဲ့ကောင်နာတထောင်တစ်ချက်ထပ်ပြီးတော့ထိမှန်ခဲ့ပါတယ်အဲ့ဒီတထောင်ထိသွားတဲ့တန်ရာကြောင့်ကျော်စာဝင်းရဲ့မျက်ခုံးနားလေးမှာ ည်းနည်းလေး꿰သွားခဲ့တာကိုတွေ့လိုက်ရပါတယ်။လဲဆိုးနိုင်ွယ်ရယူနိုင်ခဲ့တာကြောင့်ဒီတန်ရာလေးဟာတိတ်ပြီးတော့ရင်းချီတော့ဘူးဆိုပေမဲ့နောက်ပွဲတွေအတွက်ကိုတော့ဒီကောင်နာတတောင်ပြန်ထိတာမျိုးကိုသတိထားပြီးပြင်ဆင်သွားဖို့လိုမယ်လို့မြင်မိပါတယ်။ဒါပေမဲ့သူ့ရဲ့စွမ်းရည်နဲ့ကြိုးစားအထောက်အမှုတွေကြောင့်ဒီအချက်ကိုလည်းမကြက်ခင်မှာပြန်လည်ပြီးတော့ပြင်ဆင်နိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်။ကြော်စာဝင်းကြော်စွာထွန်းကြော်ကြီးခေါ်ဖြစ်ကြည့်လို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ဒီမြန်မာဖိုက်တာဟာ သူ့ရဲ့ပွဲဥထက်ပွဲစဉ်တစ်ခုတည်းနဲ့တွင်မွေထိုင်းလော့ကကိုတုံလုံးစေခဲ့ပြီလို့ပြောရမှာပါပြန်ဘက်ကိုလုံးဝမလှုပ်နိုင်အောင်အလေထိုးအနိုင်ယူပြပြီးဒီနေ့လူပနီကွင်းကြီးရဲ့အကောင်းဆုံးပွဲစဉ်စုကိုပါတိမ့်ပိုက်ပြသွားတာဟာတကယ်ကိုဂုဏ်ယူစရာပါပဲထိုင်းထိုင်းနိုင်ငံလူပနီကွင်းမှာပုံမှန်ထိုးနေကြထိုင်းဖိုက်တာတွေတောင်မှကြော်စာဝင်းရဲ့ဆွတ်ဆောင်ရင်ကိုမြင်ပြီးပစက်အဟောင်းသားဖြစ်ခဲ့ရတာပါဝမ်းချမ်းမြေရှိလို့ပွဲမျိုးမှာဆိုရင် ဘောနဲ့ဖက်ငွေ၃သိန်းခွဲလောက်ထိကိုဘောနဲ့စုချေရနိုင်လောက်အောင်တောင်းမှုရှိတဲ့ဆွမ်းဆောင်မှုမျိုးဖြစ်ပါတယ်ဒီလိုမျိုးကြီးကျယ်တဲ့အောင်မြင်မှုနဲ့စတင်လိုက်တဲ့ကြော်စားဝင်းရဲ့အနာဂတ်ဟာကမ္ဘာကျော်မဲ့ထိမြှော်လင့်စရာကောင်းလို့ပါတယ်ကြော်စားဝင်းရသူ့ရဲ့ထိုးသက်ဟန်နဲ့စိတ်တဲ့အတိုင်းပဲပြစ်သက်ကိုဘယ်တော့ခါမှစိတ်ပြည့်စေမှာမဟုတ်ဘူးဆိုတာဒီပွဲကတက်တည်ပြသွားခဲ့တာပါသူ့ရဲ့စွမ်းရည်တတိနဲ့ပွဲကိုအပြည့်တက်နိုင်တဲ့အခြေချင်းနဲ့ဟာတကယ့်ကိုချီချူးခုံမြူစရာကောင်းပါတယ်ဒါကြောင့်ဒီနေ့ရရှိခဲ့တဲ့အလေးထိုးနိုင်ပွဲအတွက်တိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် ပြည်သက်အလုံးလူလိုပဲမြန်မာနိုင်ငံသားတယောက်အနေနဲ့သူ့အတွက်ဂုဏ်ယူမိပါတယ်ဒီပွဲရဲ့စိတ်ဝင်စားစရာနောက်ဆက်တွဲကိစ္စတစ်ခုကတော့ကျော်စောင်ဝင်းရဲ့နိုင်ပွဲကိုထိုင်းဆယ်လီမလေးဒေါက်တာပေးနဲ့ 12K2 ကအတူတူထိုင်ပြီးကြီးစုအပ်ပေးနေခဲ့ကြတာပါကျော်စောင်ဝင်းအလဲထိုးနဲ့အနိုင်ရသွားတဲ့အခါမှာတော့သူတို့နှစ်ယောက်သားအတော်လေးပျော်ရွှင်ပြီးအောင်မွေးခိုင်နေကြတဲ့မြင်ကွင်းကိုပါမြင်တွေ့ခဲ့ရပါတယ်အထူးသဖြင့်ဒေါက်တာပေးကတော့ကျော်စောင်ဝင်းကိုအဖြေပေးဖို့အတွက်ချစ်တလန်းပို့ပြီးနှိဆက်သွားပြီလို့ဆိုရမှာပါ ဘာလို့လဲဆိုတော့ဒေါက်တာပင်းလေးကလာမဲ့ဝမ်းချက်မျက်ရှိပွဲမှာအနိုင်ရရင်ဖြီးပြီးမယ်လို့ပြောထားခဲ့တာကြောင့်မှာခုလိုမျိုးဖွဲဥထမှာတင်အလဲထိုးနိုင်ပွဲရယူနိုင်ခဲ့တာဟာဒေါက်တာပင်းလေးဖြီးပြီးဖို့အတွက်ပုံမူအားကောင်းတဲ့ခြေလှမ်းတစ်ခုကိုတက်လှန်လိုက်တာနဲ့တူနေပါတယ်ဒီတော့ကျော်ကြီးရဲ့ fighting ဒီနိုင်ပွဲရဲ့အချိန်ဝါနဲ့စိတ်သက်ကိုဆက်လက်ထိန်းသိမ်းပြီးလာမဲ့ပွဲတွေမှာလည်းအောင်ပွဲတွေဆက်လက်ရယူနိုင်ပါစေချစ်ရတဲ့ဒေါက်တာပင်းလေးနဲ့လည်းအမြဲတမ်းနှိစက်နိုင်ပါစေလို့ဆုတောင်းပေးနှုတ်ခွန်းဆက်လိုက်ပါတယ်